ဥရောပမှာဒေါ်နယ်ထရန့်အုပ်ချုပ်ရေးကိုစတင်တဲ့ဆန္ဒပြမှုများဖြစ်ပေါ်ဒေါ်နယ်ထရန့်အုပ်ချုပ်ရေးကိုစတင်တဲ့အနေနဲ့ဥရောပမျိုးကြီးတွေမှာ AP 9ရက်နေ့ကလူရနေချင်းလမ်းလျှောက်ချီတဲ့ဆန္ဒပြမှုတွေဖြစ်ပွားခဲ့ကြောင်း Reuters သတင်းမှာဖော်ပြထားပါတယ်။ Frankfurt, Berlin, Paris, London နဲ့ Lisbon တို့မှာဆန္ဒပြသူတွေကထရန့်မူဝါဒတွေကိုစတင်ကန့်ကွက်ကြောင်းစီလုံးညီညွတ်စွာပြသခဲ့ကြပါတယ်။ Democratic ကိုယ်စားလှယ်သူဖြစ်တဲ့ ဂျမ်မီရက်စကင်ကဝါရှင်တန်စီတီရှိလူစုလူဝေးတွေကိုမိတ်ကွန်းပြောကြရမှာဖန်စီခံရခြင်းပြင်းထန်တန်ပေးခြင်းဒါမှမဟုတ်အလုပ်ထုတ်ခြင်းမပြုဘဲမှန်ကန်တဲ့အရာအလုံးအတွက်ဆန္ဒပြပိုင်ခွင့်ရှိတယ်လို့ပြောကြားထားပါတယ်ထရသမရစတဲ့တာဝန်ယူစဉ်ကလေးကစီးပွားရေးကြဆင်းခြင်းငွေကြေးဖောင်းဖွာမှုတွေမြင့်တက်လာခြင်းအခွန်စည်းကြမှုတွေတိုးမြင့်လာခြင်းနောက်ဆုံးမက္ကဆီကိုပင်လယ်ကွေ့ကိုအမေရိကန်ပင်လယ်ကွေ့ဆိုပြီးအမိပြောင်းလဲခြင်းတွေကြောင့် အခုလိုလူတို့ကဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။ဆန္ဒပြသူတွေကကြီးမားကျယ်ပြားတဲ့အစာရန်တွေကိုကင်ဆောင်ထားကြပြီးအချို့ကိစ္စတွေမှာယူကရိန်းအလံတွေအုပ်ချုပ်ရေးမူဝါဒတွေကိုစတင်ကြောင်းဖော်ပြခဲ့ကြပါတယ်။ဒါပြင်လူမျိုးရေးခွဲခြားမှုဂျမ်းမာရေးစောင့်ရှောက်မှုပတ်ဝန်းကျင်စစ်မှုထမ်းဟောင်းတွေရဲ့အကျိုးခံစားခွင့်နဲ့အခြားအရာတွေစိုးရိမ်နေကြကြောင်းညွန်ပြနေတဲ့အဆိုင်ပေါက်တွေကိုလည်းဆန္ဒပြသူတွေကကင်ဆောင်ပြသခဲ့ကြပါတယ်။ မြန်မာကွန်ရက်သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။